thank uh you -huh. င်္ဂလာပါရှင်ခေတ်သစ်နျူးစ်ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်။မူဆင်105မိုင်မှာမြောက်ပိုင်းမဟာမိတ်ညီနောင်တုံးဖွဲ့ကထိန်းချုပ်အခွန်အောက်ခံနေမှုကိုမင်းအောင်လိုက်နဲ့ဗိုလ်ချုပ်တွေကကြီးနက်မှုမရှိတော့လဲတရုတ်ရဲ့ဖီးယားကြောင့်ဘာမှလုံးမရဘူးလို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မြောက်ပိုင်းညီနောင်မဟာမိတ်တုံးဖွဲ့ကသိမ်းပိုင်ထားတဲ့မူဆင်105မိုင်ကုံသွင်းစုံမှအခွန်အောက်ခံနေမှုကိုမင်းအောင်လိုက်နဲ့ဗိုလ်ချုပ်တွေကကြီးနက်မှုမရှိတော့လဲတရုတ်ဖီးယားကြောင့်မင်းအောင်လိုက်နဲ့ဗိုလ်ချုပ်တွေကဘာမှလုံးမရကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကပြောဆိုပါတယ် တရုတ်ရဲ့ဂျာဝင်စည်းစပ်မှုနဲ့စစ်ကောင်စီကကိုကန့် MNDA နဲ့အပြစ်ခံရဆိုင်ဆွေးနွေးသဘောတူညီခဲ့ရမှာလာရှုမျိုးပါဝင် MNDA ကတင်ပိုက်ထားတဲ့နေမြေတချို့ကိုပြန်လည်ပေးအပ်ရင် MNDA ရဲ့ထိုးစစ်များရက်တိုင်ရောက်ရှိတဲ့နေရာမှာအပြစ်ခံရဆဲပြီးနေဆက်ကုံသွင်းပြန်လည်ဖွင့်လှစ်ရေးအကြောင်းအရာများပါဝင်ခဲ့ကြောင်းဆွေးနွေးမှုများမှာ MNDA ကတင်ပိုက်ထားတဲ့မူဆယ်105မိုင်ကုံသွင်းဆောင်ပါဝင်နေမြေများကိုစစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုများမလုပ်ဖို့လည်းပါဝင်ခဲ့ကြောင်းသိရပါတယ်။သဘောတူညီတဲ့နေရာမှာနေဆက်ကုံသွင်းပြန်ဖွင့်နိုင်ဖို့ တွက်တနတ်တံမဖောက်ဖို့နဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကိုနှစ်ဖက်စလုံးကလုံးဝမလုပ်ဖို့ဆိုတာပါပါတယ်။မူဆဲ105မိုင်မှာတစ်ဖက်မှာကအခွန်ကောက်တာကိုတက်မတော်ကကြီးကြီးပြူပြူသဘောတူညီခွင့်ပြုတာမျိုးတော့မဟုတ်ဘူးကြီးကြီးနက်နက်နဲ့ခွင့်ပြုတာမျိုးဟုတ်မနေဘူး။ဒါပေမဲ့လည်းဘာမှသွားလို့လို့မရတဲ့အခြေအနေမျိုးလို့နားလဲပါတယ်လို့နေပြည်တော်စစ်ဘက်တရင်ရှင်မြစ်တွေကပြောဆိုပါတယ်။ဒါပေမဲ့စစ်ကောင်စီကတရုတ်မြန်မာနယ်စပ်ကုံသွဲရေးအတွက်မြောက်ပိုင်းမဟာမိတ်အုံဖွဲ့ကထိန်းချုပ်ထားတဲ့မူဆဲ105မိုင်ကုံသွဲရေးစုံလမ်းကြောင်းနဲ့ကျင်းစန်းကြော့ဂိတ်ကိုကုန်တင်ရ ရင်များနဲ့နေဆက်ကုန်တယ်များအတုံးမပြုတ်နိုင်ဖို့အနည်းလမ်းမျိုးစုံနဲ့တားဆီးနိုင်ပြီးအခုစစ်ကောင်စီကဆောင်ရွက်နေတဲ့တရားမဝင်ကုန်ပစ္စည်းတွေကိုဖမ်းဆီးနေခြင်းကအဲဒီကိစ္စတွေနဲ့ဆက်ဆက်နေကြောင်းသိရပါတယ်။ မန်းစားချက်အနေနဲ့ပြောရရင်တော့တစ်ဖက်ကထိန်းချုပ်ထားတဲ့ဂိမ်းနဲ့လမ်းကြောင်းကိုမတုံးဖို့တော့တစ်ဖက်ကလက်ဝါမှာပဲအခုလုံနေတဲ့တရားမဝင်ကုန်စီတွေဖန်စီထိန်းသိမ်းတဲ့စီမံချက်ကလည်းငိုကလေးကအီအီအိုတွေအတွက်အခွင့်ရနေရတွေငွေရနေရတွေဖြတ်တောက်ဖို့ပါတယ်တစ်ဖက်ကဂိမ်းနဲ့လမ်းကြောင်းကထွက်လာတဲ့ကားရီနဲ့ကုန်တွေကိုတက်ကထိန်းချုပ်တဲ့နေရာတွေဝင်လာရင်ဖမ်းပြီးအလုံးလုံးမရအောင်တော့အဲ့ဒီဂိမ်းနဲ့လမ်းကြောင်းတွေမတုံးအောင်တော့လုပ်မယ်လို့တော့ထင်ပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြပါတယ်အခုလာမယ့်ဇူလိုင်လတရက်ကစပြီးရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ် 105မိုင်မှာမြောက်ပိုင်းညီနောင်မဟာမိတ်တံဖွဲ့ကဖျက်ဆီးခဲ့တဲ့ကားရီနဲ့ကုန်ပစ္စည်းတွေကိုအွန်လိုင်းမှတဆင့်အခွန်ကောက်ခံသွားမှာဖြစ်ကြောင်းမြောက်ပိုင်းမဟာမိတ်တံဖွဲ့ကစွန်လ10ရက်နေ့မှာကြေညာခဲ့ပါတယ်။လာမယ့်ဇူလိုင်လ10ရက်ကစပြီးမူဆယ်105မိုင်ကျင်းစန်းကျော်ဂိတ်မှာမဟာမိတ်ညီနောင်တံဖွဲ့ရဲ့အကောက်ကွန်ဌာနကုံသွဲမှုအသွင်းထုတ်ဂျူတီဆောင်နှုံးတွေကိုစီမံခန့်ခွဲမှာဖြစ်ပြီးကျင်းတိုင်းကုံစီပို့ဆောင်ရေးဌာနကအဆိုပါလုပ်ငန်းစဉ်များကိုစီမံခန့်ခွဲမှာဖြစ်ကြောင်းဒါကြောင့်တရုတ်မြန်မာနယ်စပ်ဂိတ်ပေါက်များပို မုံဖွင့်နေလာတာနဲ့အမျှကုန်ကားများအဝင်အထွက်များလာတာကြောင့်အွန်လိုင်းကုန်သွယ်မှုအခွန်အဆောင်တင်ပြခြင်းစနစ်နဲ့ရှင်းမဲ့ပုံတင်ခြင်းစနစ်တွေကိုအစိမ့်မြင့်တင်မှာဖြစ်ကြောင်းသိရပါတယ်။ ဒါကြောင့်နေဆက်ကုန်တဲ့များဒူတီဆောင်ကုမ္ပဏီများကုန်ကားကိန်းများအခွန်ဆောင်မှုများလှုပ်ဆောင်နိုင်ဖို့အတွက်ဇူလိုင်လ၁ရက်နေ့မှတိုင်ပြီးမဟာမိတ်ညီနောင်၃ဖွဲ့၏အကောင့်ခွန်ဌာနလက်အောက်ခံတင်တာကုန်စည်ပို့ဆောင်ရေးဌာနမှကုမ္ပဏီမှတ်ပုံတင်ခြင်းနဲ့ရင်းမှတ်ပုံတင်ခြင်းတွေကိုပြီးစီအောင်လှုပ်ဆောင်ဖို့လိုအပ်ကြောင်းကိုရိုင်းဂျိုတင်အခွန်အကောင့်ဖွင့်ခြင်းရင်းဝင်ထွက်ဂျိုတင်မှတ်ပုံတင်ခြင်းနဲ့ကပ်ပြားများထုတ်ပေးခြင်းများကိုမဟာမိတ်ညီနောင်၃ဖွဲ့၏အကောင့်ခွန်ဌာနကလှုပ်ဆောင်မှာဖြစ်ကြောင်းကြေညာထားပါတယ်။ဇူလိုင်လ၁ရက်နေ့နေဆက်ကုန်သွယ်ရေးမစတင်ပြီးမှတ်ပုံတင်ခြင်းများဆောင်ရွက် ှာဖြစ်ပြီးဇူလိုင်လ၁ရက်နေ့နောက်ပိုင်းအွန်လိုင်းစနစ်နဲ့အခွန်ဆောင်ဖို့တင်ပြရန်လိုအပ်ကြောင်းလုပ်ငန်းများအခွန်ဆောင်တဲ့အချိန်နှောင့်နှေးကျန်းကြာမှုဖြစ်စေဖို့ဆောင်ရွက်စာတမ်းအထောက်အထားတွေကိုအမြန်ဆုံးပြင်ဆင်ထားဖို့မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကမူဆယ်၁၅မိုင်ကျင်းစန်းကျော်ဂိတ်မှာတည်ရဝင်ကြီးညာထားပါတယ်။အကြံဖက်စစ်ကောင်စီကတရုတ်ရဲ့ချောင်းဝင်စစ်ဆက်မှုနဲ့စစ်ကောင်စီထံကို MNDA ကလာရှုပ်ကိုပြန်လည်ပြီးအပ်ပြီးရနောက်တရုတ်မြန်မာနယ်စပ်ကုံသွင်းရေးပြန်လည်စတင်ဖို့ကြိုးပမ်းလာရအခုနောက်ဆုံးမှာမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကမူဆယ်၁၅ မိုင်မှာတည်ရဝင်အခွန်ကောက်ခံမှာဖြစ်ကြောင်းကြေညာလာခဲ့တယ်လို့ဆိုပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ကြောက်ဖြူကိုတက်ပြောင်းလာတဲ့ခမာရ217ဒုတိယတန်ရင်မှပုံမူးဝင်းတပ်စနိုက်ပါပစ်ခတ်ခံရပြီးတေဆုံးကအေအေနဲ့တိုက်ပွဲဝင်များအတွင်စစ်မှုတပ်တပ်သားတဲ့အများပြားတေဆုံးပြီးစစ်သားယာချီလက်နက်ချတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ရခိုင်ပြည်နယ်ကြားဖြူမြို့နယ်ကိုပြောင်းရွှေ့ဖြင့်ယာတုတိုးပြောင်းလာတဲ့ခမာရနေရ17မှာဒုတိယတန်ရင်မှုပုံမှုဝင်တန်ကတန်ရင်မှုကိုအပြောင်းရွှေ့သတင်းပို့ပြီးအပြန်ရခိုင်တပ်တော် A ပြစ်ခတ်တဲ့စနိုက်ပါကြီးထိပ်ပြီးတိုက်ဆုံခဲ့ကြောင်းစစ်ဘက်သတင်းရင်းမြစ်တွေကပြောပါတယ်။မြကြီးနားအခြေဆိုင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာပုံမှုဝင်တန်ကဦးစီးရရှိဒုတိယနဲ့ CA A2 ဖြစ်တာဝန်ထမ်းဆောင်နေရမှာမေလ26ရက်နေ့မှာကြားဖြူရှိတန်ရင်ကိုလေကြောင်းခီးစင်နဲ့ပြောင်းရွှေ့လာခဲ့ကြောင်းသိရပါတယ်။ဒီပုံမှုကမြကြီးနား မပါခကနေဦးစီးရရှိဒုတိယနဲ့စင်ရင်အီတူကနေ26ရက်နေ့9လကမှပြောင်းလာခဲ့တာပြောင်းပီပီချင်းလင်းရင်နဲ့အကြုံတခါတဲ့ကြောက်ပြူရောက်တဲ့တရင်မှုစကန်းတိုင်းနဲ့စီကိုသွားပြီးတော့တရင်မှုကိုတရင်ပို့တဲ့တရင်ပို့ပြီးအပြန်လမ်းမှာစနိုက်ပါထိပြီးတေးသွားတာလို့စီဒီယံပူကြီးစင်ရောကတရင်ဌာနကိုပြောပါရယ်တေဆုံးသွားသူပုံမဝင်တန်းရဲ့မိမဖြစ်သူကလည်းမြစ်ကြီးနားမှာအတောင်ရန်ကျန်းတဲ့ဒူရုတ်တုံးဖြစ်ကြောင်းသိရပါရယ်လက်တော်တရင်ရင်မြစ်တွေရဲ့အစိုးရကြောက်ပြူမြို့နယ်တိုက်ပွဲတွေမှာအေအေကအသာစီးရနေပြီးစစ်ကောင်စီတပ်ဖက်မှတေဆုံးမှု တွေများပြားနေကြောင်းတိစုံမှုများမှာစစ်မှုရန်တပ်သားတဲ့အများပြားပါဝင်နေပြီးစစ်မှုရန်ပတ်စင်9နဲ့တစ်ဆင့်မှာတပ်သားတဲ့အများပြားတိစုံခဲ့ကြောင်းသိရပါတယ်။ကြောက်ပြူမျိုးနဲ့တိုင်ပွဲများမှာစစ်တပ်ဘက်မှလက်နက်ချအလင်းဝင်သူတွေလည်းစတိုက်ရရှိနေပြီးလက်နက်ချအလင်းဝင်သူရာချီရှိနေကြောင်းအေးတရင်အရင်မြင့်တချို့ရဲ့အဆိုအရသိရတယ်လို့တရင်မှဖော်ပြပါရှိပါတယ်ရှင်။စစ်တပ်တော်ဘီဇော်ဘုံဟင်ကိုအကြီးညိုပြက်စီမှုပုံမှန်905ကကြီးဆက်သွေးဥပဒေပုံမှန်66ကကြီးတို့နဲ့အမှုဖွင့်ပြီးဇော်ဘုံဟင်အတွက်ဆန္ဒပြရင်လုံဆောင်မှုတွေမလုပ်ဖို့မဘာသာပ ောက်ဖုံကြီးပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အကြံဖက်စစ်လော်ဘီစော်ဘုံကိုနိုင်ငံတော်ကြီးညိုပြက်စင်မှုပုံမှန်905ကကြီးနဲ့ဆက်သွယ်ရေးဥပဒေပုံမှန်66ကကြီးလိုနဲ့အမှုဖွင့်လိုက်ပြီးဖြစ်ကြောင်းမဘာသာအတိုင်းဝိုင်းကသတင်းဌာနကပြောပါရယ်။စွန်လာနေ့ရက်နေ့နေ့လယ်တနာရီကျော်ချိန်ပြည်ဦးလွင်မှာနေထိုင်တဲ့စစ်လော်ဘီစော်ဘုံကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ပြီးရဲ့နောက်စွန်လာ12ရက်နေ့မှာနိုင်ငံတော်ကြီးညိုပြက်စင်မှုပုံမှန်905ကကြီးဆက်သွယ်ရေးဥပဒေပုံမှန်66ကကြီးလိုနဲ့အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်းသိရပါရယ်။ကိုစော်ဘုံကိုအမှုဖွင့်တာကလာပတ်က အလဲပိုင်းနိုင်စစ်ဌာနချုပ်ကဖွင့်နေလို့သိရတယ်။လူကြီးတွေကိုဆဲဆိုလို့အမှုဖွင့်တာနိုင်ငံတော်ကြီးညိုပြက်စင်မှုပုံမှန်905ကကြီးနောက်ရန်ကုန်မှာသူ့ကိုဖွင့်ထားတဲ့ဆက်သွေးပုံမှန်66ကကြီးလည်းရှိတယ်။ပုံမှန်ကတော့နှစ်ခုပဲလိုင်းပေါ်မှာတက်နေတဲ့အကြမ်းဖက်မှုတိုင်းဖြန့်ဥပဒေနဲ့အမှုဖွင့်ထားတာတော့မရှိဘူး။ဒါပေမဲ့ဟန်ငင်းဦးတို့အုပ်စုကတော့အကြမ်းဖက်မှုဥပဒေနဲ့ဖွင့်အောင်အတင်းကိုလော်နေတာလို့မဘာသာဖွင့်ဝင်တအုပ်ကဆိုပါတယ်။ စော်ဘုံကိုမန္တလေးဥပို့ထောင်ထုတ်ခံကိုလွှဲပြောင်းလိုက်ပြီးလာမယ့်ဇွန်လ26ရက်နေ့ရုံထုံမှာဖြစ်ကြောင်းသိရပါတယ်။မင်းအောင်လိုင်ပါဝင်စေရရှိကြီးများကိုဆဲဆိုတဲ့အတွက်ရန်ကုန်တိုင်းတကုံမျိုးသစ်တောင်ပိုင်းမြို့နယ်ရဲစခန်းမှာပါဆောင်အမှန် 358မြင်းဆောင်2025စက်တွေဥပဒေပုံမှ66ကကြီးနဲ့မဘာသာနဲ့စစ်တပ်ထောက်ခံသူတော်မမှုခိုင်ကစောဘဟင်းကိုမေလ9ရက်နေ့မှာအမှုဖွင့်ထားပြီးအဲ့ဒီအမှုတွင်ရင်ဆိုင်ရမှာဖြစ်ပါတယ်။မဘာသာနဲ့အမျိုးသားရင်အစုံရောက်ဖုံးကြီးပေါက်ကိုတော့ကတော့စောဘဟင်းကိုစစ်တပ်ကဖမ်းဆီးမှုမှာစောဘဟင်းအတွက်ကံကောင်းခြင်းဖြစ်ကြောင်းဒါအပြင်နေထိုင်မှာက PDF ဖန်ဆီးတက်ဖြတ်ပြီးတည်သွားနိုင်ကြောင်းအခုလိုစစ်တပ်ကဖန်ဆီးထောင်ချထားတာကြောင့်ထောင်ထဲမှာအေးဆေးစွာဖြတ်တန်းနိုင်တော့မှာဖြစ်ပြီးကန့်ကောက်ခြင်းဖြစ်ကြောင်းစော်ဖုံးရေးအတွက်ဆန္ဒပြဖို့လူမှုကွန်ရက်မှာတဆင်လုံဆောင်မှုတွေရှိပြီးလက်တွေ့မှာဘသူကမှဆန္ဒမပြကြောင်းစော်ဖုံးရေးပရိသတ်ကလိုင်းပေါ်မှာသာရှိပြီးမြေပြင်မှာမရှိကြောင်းသူရဲ့ Telegram မှာတဆင်ပြောဆိုထားပါတယ်။တောင်သားမျိုးနဲ့တိုက်ပွဲမှာစစ်သား3တည်ဆောင်ပြီးစစ်သားတအုပ်အရှင်ဖမ်းမိကလက်နက်ခရဲများများရှိပြီးစင်တဲဝါချောင်းကိုဖြတ်တန်းစဉ်စစ်သား9ဦးခန့်ရေနစ်တည်ဆောင်တယ်လို့ဖမ်းမိစစ်တုံးမ ပန်းကထွက်ဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်သာစင်တင်းဝချောင်းဤတိုင်ပွဲမှာစစ်သား၃ဦးသေဆုံးပြီးစစ်သား၃ဦးရှင်ဖန်းစီရရှိခဲ့ကြောင်းတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့မှ ပြန်ကြားရေးတာဝန်ခံကသတင်းဌာနကိုပြောပါရင်စွန်လ12ရက်နေ့မနက်10:00နာရီတောင်တမ်းမြို့နယ်စင်တဲဝချောင်းနောက်ဖက်မှာထနောင်းကုန်းပြူရွာမှာထွက်လာတဲ့စစ်ကြောင်းကိုဖြီးသူကခွဲတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား3တေဆုံးပြီးထောက်ဖက်ပို့ဆောင်ရေးတပ်အမှတ်928မှာတပ်သားကျော်နိုင်ဝင်းကိုအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်။တောင်တာမျိုးဘက်ကထွက်လာတဲ့စစ်ကြောင်းကိုကာပြီးမှထနောင်းကုန်းကထွက်လာတဲ့စစ်ကြောင်းကိုဖျက်တိုက်တာအပြန်အလှန်တိုက်ပွဲတနအိလောက်ကြာခဲ့တယ်လို့တောင်တာမျိုးနဲ့ပြည်သူ့အကောင်အဖွဲ့မှပြန်ကြားရေးတာဝန်ခံကပြောပ ါပါတယ်။ဒါအပြင်တေဆုံစစ်သားများထံမှ G3 အမျိုးအစားတနက်တလက် MA3 အမျိုးအစားတနက်တလက်တို့အပြင် Lenasy နဲ့တင်လာတဲ့ RPG ထိပ်ဘူး၁၀ဘူး G ပေါက်သုံးခု G 138တောင်း drone ကြံမာတစ်ခုနဲ့စစ်ဝတ်စားအသုံးဆောင်တချို့ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းလူသားတိုင်းကဖြစ်ဖန်စည်းလာတဲ့ပြည်သူ9ဦးကိုလည်းထိခိုက်မရှိခဲ့တင်နိုင်ခဲ့ကြောင်းဒါအပြင်ဖမ်းမီစစ်တုံးပန်းတပ်သားကျော်နိုင်ဝင်းရဲ့ထွက်ဆိုချက်အရစင်တဲဝါချောင်းတွင်မျိုးပါ တိတ်ဆုံသူ79ဦးရှိကြောင်းသိရပါတယ်သူတို့ကကျွန်တော်တို့ PDF တွေရှိမှန်းသိတော့ကျွန်တော်တို့ရှိတဲ့ဘတ်သက်ကွင်းဘတ်ကိုပြေးခိုင်းတာမပြေးရင်တက်မှာဆိုပြီးတော့တနက်တွေဖောက်ပြီးပြေးခိုင်းတာပြေးခိုင်းတဲ့အချိန်ကျွန်တော်တို့ရှေ့ရောက်လာတော့ပြည်သူတွေကဝတ်နေတာပေါ့ကျွန်တော်တို့တက်လုံးတဲ့အချိန်မှာပြည်သူတွေကစာလာအိတ်နဲ့အလံဖြူထောင်ပြတာကျွန်တော်တို့ကစခရီထင်ပြီးတော့တက်လုံးတော့စာလာအိတ်ကိုကျိုးချီပြီးတော့အလံဖြူထောင်ပြလို့သူတို့ကိုကယ်လိုက်နိုင်တာဒါနာက20လောက်ရှိတယ်စစ်ကြောင်းတစ်ခုလုံးမှာ9ခေါင်ပဲကျန်နေဖမ်းမိလာတဲ့တုံပန်းပြောတာကတော့ချောင်းနဲ့မျောသွားတာအလုံး9ဝင်းကျန်လောက်ရှိတယ်လို့ပြောတယ် ်ရေထဲမျောတဲ့စခါရီအကုန်လုံးကတီးမှာပဲတိုက်ပွဲဖြစ်တာရောရေထဲမျောတာရောဆိုတော့၁၀ဦးလောက်တီးတယ်တောင်တာမျိုးနဲ့ပြည်သူ့ကာကွယ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံကပြောဆိုခဲ့တာပေါ့အဆိုပါတိုက်ခိုက်မှုကိုတောင်တာမျိုးနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့မြင်းကြံခရိုင်တရင်အမှတ်သုံးတဲ့မဟာမိတ်များပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လည်ဆက်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်အဲ့လိုတိုက်ခိုက်ခံရပြီးရင်နောက်တောင်တာမျိုးပေါ်မှာထွက်လာတဲ့အင်အားတရာခန့်မှစစ်ကြောင်းကလည်းတောင်တာမျိုးပေါ်ကိုပြန်ဆုတ်ပြေးသွားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင် Amém.